ငါးနှစ်ကြာလာတဲ့တော်လန်ရေးချီတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တမတို့ပြည်သူတွေအနေနဲ့ကတော်တော်လေးစိတ်ပြတ်နေတယ်လို့မြင်ရပါတယ်နော်စိတ်ပြတ်နေဒါပေမဲ့ပြည်သူတွေစိတ်ပြတ်ပေမဲ့တော်လန်ရေးကိုလက်လွတ်ချင်လားဆိုတော့လက်မလွတ်ချင်ကြပါဘူးနိုင်စီချင်ကြတယ်အာဏာရှင်ကို ပြုတ်ကျစီချင်ကြတယ်တမတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မဲ့ဟိုအနာဂတ်တွေကိုမျှော်လင့်ကြတယ်နော်ဒီလိုဒီတော်လိုင်းရေးမနိုင်ဘူးဆိုလို့ရှိရင်လေကျမတို့တိုင်းပြည်ဘာဖြစ်သွားနိုင်လဲဆိုတော့ပြည်သူတွေကရှင်းရှင်းလင်းလင်းသိထားကြသူတွေဖြစ်ပါတယ် အဲ့ဒီအတွက်ပြည်သူတွေရဲ့မျှော်လင့်ချက်ကတော့ဆက်ရှိနေဒါပေမဲ့တော်လှန်ရေးဘက်ကခေါင်းဆောင်တွေကသွားတဲ့ခြေလှမ်းတွေကလုံးဝအားရကြမရှိဘူးဆိုတော့လက်ခံရမှာပါတိုင်းသားလက်နက်ကိုင်တွေအနေနဲ့ဟလာစဝင်လာတော့ကတော်လှန်ရေးတဲ့ကိုတကယ်ကိုမှထဲထဲဝင်ဝင်ပါဝင်လာတဲ့အချိန်တော့မြန်မြန်ဆိုင်ဆိုင်နဲ့ပြည်သူတွေကိုနှစ်သိပ်ပေးနိုင်ခဲ့တယ်အားတက်စရာအခြေအနေကိုမြင်ခဲ့ရတာဖြစ်ပါတယ်တရုတ်ပါဝင်ပတ်သက်မှုတွေဖြစ်လာတဲ့အခါမှာရှယ်ကနေနောက်ဆုတ်သွားတဲ့ ဒီအေအိုအေအာဝေကိုလည်းမြင်ခဲ့ရတာဖြစ်ပါတယ်အဲ့တော့စပြီးတော့တော်လန်တော့ကိုပိုင်အုတ်ချုပ်ခွင့်ပတဲ့စနစ်ကိုတွားမယ်ဆိုပြီးတော်လန်ကြတာတော်လန်ခဲ့ကြတယ်ဆိုရမယ်ကျွန်မမေးတင်တာအခုချိန်မှာတိုင်းရင်းသားလက်နက်ကင်ကောင်းဆောင်တွေအနေနဲ့အဲ့ဒီစနစ်နဲ့ဆက်သွားခြင်းနဲ့ဆန္ဒတကယ်ရှိနေရဲ့လားလို့မေးကြပါတယ်။ဖယ်ရီစနစ်နဲ့ဆက်သွားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်မတို့ကမဟာမိတ်တပ်ပေါင်းစုအနေနဲ့တွားကိုတွားရမှာဖြစ်ပါတယ်။ဒီလိုတွားမှအောင်မြင်မယ်ဆိုတာလည်းအားလုံးသိနေကြပါတယ်။ ီလိုသွားမအောင်မြင်မယ်ဆိုတာကိုသိနေကြရင်ဘာလို့လက်တွေမလုံဆောင်ကြတာလဲဆိုတာကိုမေးခွန်းထုတ်ရပါမယ်။ဘာတွေကတားဆီးနေတာလဲ။ဟုတ်လား။ကျမတို့စကြားခဲ့တော့ဟာလား NUG ကိုဘိုးဆိုးရဖြစ်အတိမတ်မပြုတ်နိုင်ဘူး။ NUG ကိုမယုံဒီပမာတွေကိုမယုံဘူးဆိုတဲ့စကားတွေလည်းကြားခဲ့ရတာဖြစ်ပါတယ်။အဲ့တော့ NUG ကိုမယုံဘူးဆိုလို့ရှိရင် NUG လက်အောက်ကမသွားကျင်ဘူးဆိုလို့ရှိရင်မဟာမိတ်အနေနဲ့သွားရမှာပဲဖြစ်ပါတယ်။ တခြားလမ်းရှိသေးလားတခြားဒီထက်ကောင်းတဲ့လမ်းရှိတယ်ဆိုရင်ဒီထက်ကောင်းတဲ့လမ်းနဲ့သွားရမှာဖြစ်ပါတယ်အယုချီလက်အောက်ကလည်းမသွားချင်ဘူးအယုချီကိုလည်းယုံကြည်မှုမရှိဘူးမဟာမိတ်လည်းမလုပ်ချင်ဘူးဆိုရင်ဘာဖြစ်ချင်တာလဲနော်တော့ပြည်သူကမေးခွန်းထုတ်ရမှာအဲ့ဒါဆိုရင်ဘာဖြစ်ချင်ကြတာလဲတကယ်ကိုပိုင်းအုတ်ချုပ်ခွင့်ဆိုတာဒီနယ်တိုင်းမှာရှိနေတယ်လက်နက်ကင်တိုင်းရင်းသားတိုင်းမှာရှိနေတယ်အိမ်မက်ဆိုလို့ရှိရင်အဲ့ဒါသူတို့ပြည်နယ်မှာရှိနေတယ်ပြည်သူလူထုရဲ့ အနာဂတ်လို့ဖြစ်ပါတယ်။အဲ့ဒီအတူကကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသူတို့လိုချင်ကြတာဖြစ်ပါတယ်။တကယ်ပြည်သူလူထုရဲ့အနာဂတ်အတွက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒန်းတူညီမျှအခွင့်အရေးမျိုးကိုလိုချင်တယ်ဆိုလို့ရှိရင်တပ်ပေါင်းစုမဟာမိတ်ဖွဲ့ပြီးတော့တွားကူတွားရမယ်အခြေအနေမျိုးပါ။နော်အဲ့ဒီအခြေအနေမျိုးကိုခုချိန်ထိခြေလန်းတော့မဆသေးဘူးလို့ကြိုးစားမိပါတယ်။ဘာမှတည်တည်ချာချာလုပ်နေတာမတွေ့ပါဘူး။ဒေသန်တွေပဲထုတ်နေတာကြားနေရတယ် တရုတ်ကရက်ဆိုတာနဲ့ရက်တရုတ်ကစုပ်ဆိုတာနဲ့စုပ်ပြီးရတော့ဒီမှာကျွန်တော်တို့ပြည်သူလူထုတွေရှင်းရှင်းလင်းလင်းမြင်နေရတာတခုကအကျိုးစီးပွားပါပဲ business ပါပဲဒီအကျိုးစီးပွားတွေကြောင့်ကျွန်တော်တို့ပြည်သူတွေဘလောက်ထိအသက်တွေထဆုံရှုံးအောင်မလဲနောက်ပြီးတော့ပြည်သူတွေရဲ့မြုံလင်းချက်ကဘလောက်ထိဆက်ပြီးတော့မှမြုံလင်းလို့ရအောင်မလဲနော်ဒါတွေမိကုန်းထုတ်เสียဖြစ်လာပါ အဲ့တော့တချို့ကလည်းတိုင်းသားလက်နက်ကင်တွေကိုပြောလို့ရှိရင်เนาะအခုချိန်မှာမပြောကြနဲ့စီးလုံးရမယ်ညီညွတ်ကြမယ်ပြောပါတယ်။ကျမတို့တကယ်စီးလုံးရမယ်တကယ်ညီညွတ်ကြမယ်ဆိုလို့ရှိရင်စီးလုံးညီညွတ်မဲ့အရေးအကြောင်လေးကိုကျမတို့မြင်တွေ့နေရမှာပါ။မစီးလုံးမညီညွတ်ချင်လို့သာညီညွတ်နေကြတာပါ။အကျိုးစီးပွားပါပဲ။အကျိုးစီးပွားတွေကြောက်ပါပဲ။เนาะအဲ့တော့ပြည်နယ်တိုင်းပြည်နယ်တိုင်းမှာရှိနေတဲ့တိုင်းသားလက်နက်ကင်တွေရဲ့နေမြေစိုးမိုးမှုနေမြေတွေမှာရှိနေတဲ့ပြည်သူတွေကိုယ်တိုင်က เนาะဒီတိုင်းရင်သားလက်နက်ကင်တွေကိုအတန်ထုတ်ရပါလိမ့်မယ်။ကောင်းဆိုရပါလိမ့်မယ်။เนาะမလုပ်ကြပါလိမ့်။ဟုတ်လားဒီတိုင်းဆိုလို့ရှိရင်ကျမတို့နိုင်ငံမှာအခြေအနေကတော်တော်ဆိုးရွားတဲ့အခြေအနေကိုဖြစ်နေပြီလို့ပြောလို့ရတယ်။ဒီဘက်မှာထွက်ပြေးလာတဲ့လူတွေအတွက်လည်းလုံခြုံမှုမရှိဘူးစိတ်လုံခြုံမှုလုံးဝမရှိဘူး။အဲ့တော့ကြာလို့ရှိရင်ဘာဖြစ်လာမလဲဆိုလို့ရှိရင်ပြည်သူတွေအနေနဲ့ဒီစစ်ကောင်စီဟာရှီမကို ဖြစ်မယ်လို့တွေးသွားနိုင်ပါတယ်နော်ဘလို့ပဲဖြစ်ဖြစ်ဒီစစ်တပ်ရဲ့စစ်အာဏာရဲ့အောက်ထဲမှာအောက်လက်အောက်မှာနေခဲ့တော့ဒီလောက်ထိစိုးရင်ပူပန်ရတဲ့အခြေအနေမဟုတ်ဘူးဆိုတော့တွေးသွားနိုင်ပါတယ်ဒီလောက်ထိကြောက်နေရတဲ့အခြေအနေမဟုတ်ပါဘူးငါတို့ငတ်လဲငတ်ပြက်လဲပြက်တိုင်းပြည်တို့တက်ချင်တို့တက်မတို့တက်ချင်နေငါတို့မိသားစုတော့မကွဲမကွာနေရတယ်နော်နေ့တိုင်းကြောက်နေရတဲ့အခြေအနေမျိုးတော့ငါတို့နေခဲ့ရတာမဟုတ်ပါဘူးဆိုတော့အတွေ့အမျိုးကြာရင်ဝင်သွားနိုင်ပါတယ်နော်အဲ့တော့မလုပ်ကြပါလဲ တကယ်ပေါင်းစည်းပြီးတော့မှသွားရမယ်လို့တိုင်းသားလက်နဲ့ကြိုင်နေအာလုံးလက်ခံအဲဒါကိုလေသူတို့အတန်ထုတ်ပါတယ်အတူတူသွားရမယ်ဆိုတော့အတန်ထုတ်ပါတယ်နော်ဒါပေမဲ့တကယ်လှုပ်ဆောင်မှုတွေကတော့ဘာမှအားရကျင်းနေစရာတခုမှတွေ့မနေရပါဘူးအဲ့တော့ရွေးချယ်စရာလမ်းမရှိတော့ဘူးသွားလို့မရတော့ဘူးငါတို့ကဟာလားဟိုအယူဒီနဲ့လည်းလက်မတွဲခြင်းဘူး PDF တွေနဲ့လည်းလက်မတွဲသွားခြင်းဘူးဆိုလို့ရှိရင်ခုပြည်နယ်လေးကိုသိမ်းပြီးတော့မှတိုက်နေတဲ့လူငယ်တွေကိုလက်ထဲကိုနော်လက်နဲ့ခဲရန်နေပတ်ဖို့ထောက်ပံ့ကူညီပေးလိုက်ပါ မင်းတို့နေမီတွေမင်းတို့ပိုင်တဲ့ပြည်နယ်တွေကိုမင်းတို့ကမင်းတို့ရအောင်တိုက်ဆိုပြီးလုပ်ပေးလိုက်ပါအဲ့ဒါကပိုကောင်းပါတယ်နော်ကိုကကစစ်ကောင်စီနဲ့မရှင်းမရှင်းနော် KNU ဆိုရင်ရွေးကောက်ပွဲကိုကာကွယ်ပေးမယ်လို့တောင်ပြောထားတာဖြစ်ပါတယ်အဲ့တော့ KNU ရဲ့ယက်တီချက်ကလည်းအင်မတန်မှတိမ်ဆောင်းနေတာဖြစ်ပါတယ်တချို့က KNU ပြောတာမကြိုက်ကြပါဘူးမကြိုက်လည်းမတတ်နိုင်ပါဘူးကျွန်တော်တို့အခုချိန်မှာ၅နှစ်ဖြစ်သွားပြီဖြစ်တဲ့အတွက်ပြောရပါတော့မယ် KNU ဆိုရင်အမတန်မှရှုပ်ထွေးပါတယ်နော်လက်နက်ကင်အဖွဲ့ဝင်မှာ2ဖွဲ့3ဖွဲ့ရှိနေတာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီနဲ့ မရှင်းမရှင်းဖြစ်နေတဲ့အဖွဲ့အစည်းတစ်ဖွဲ့ PDF တွေနဲ့ကူးပေါင်းတိုက်နေတဲ့အဖွဲ့အစည်းတစ်ဖွဲ့ဆိုပြီးတော့အဖွဲ့အဖွဲ့တွေမြောက်များစွာရှိကြတဲ့တကယ်လက်ရှုပ်ထွေးတဲ့နေမြေကြီးဖြစ်ပါတယ်။ဒါပေမဲ့သူတို့အကျိုးစီးပွားတွေနဲ့ပတ်သက်လာလို့ရှိရင်တော့စစ်ကောင်စီရှိမှသွားပြီးတော့လူလုံးပြနေတာလည်းတွေ့ရတယ်။အသွားအလာအဆက်ဆံရှိနေတာလည်းတောက်လျှောက်တွေ့ကြရပါတယ်။တစ်ဖက်မှာ PDF တွေကိုလည်းကူညီပေးနေတာဖြစ်လို့တစ်ဖက်မှာလည်းစစ်ကောင်စီရဲ့လက်ကိုမလွတ်ပါဘူး။ဆွဲထားပါတယ်။အဲ့တော့မပြတ်သားတာတပြတ်ပြတ်သားသားတိရမယ်ဆိုရင်နော် ဒီတော်လိုင်းကြီးဘယ်လိုဆက်သွားရမယ်ဆိုတာလူငယ်တွေဆုံးဖြတ်ပါလိမ့်မယ်လူငယ်တွေဆက်လုပ်ပါလိမ့်မယ်မပြတ်သားတာတက်ပြတ်သားဖို့ကကျွန်တော်တို့ပြည်သူတွေအတွက်ပိုတော်လိုအပ်ပါသေးတယ်မကူညီရင်လည်းမကူညီပါနဲ့နော်ရှင်တို့ဒီစစ်ကောင်စီကိုမရှင်းမရှင်းစစ်ကောင်စီကိုပြက်ပြက်သားသားမတော်လန့်ရဲဘူးဆိုလို့ရှင်လဲလူငယ်တွေလက်ထဲကိုနော်ရှုံရုံကြည်ကြည်နဲ့စစ်လက်နက်ထောက်ပံ့မှုတွေလုပ်ပေးလိုက်ပါအဲ့ဒါကပို့ပြီးတော့မှထိရောက်ပြီးတော့အရှိရောက်လိမ့်မယ်လို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ကျဲဖို့လေကျွန်တော်တို့ဟို PF တွေကိုရုံကြည်တယ် ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့မျှော်လင့်ခြင်းနဲ့ပြည်သူတွေလက်ရှိခံစားနေရတဲ့စိတ်မလုံခြုံမှုဒုက္ခတွေနော်အများရန်ကြောက်နေရတဲ့အကြောက်တရားတွေကိုကျွန်တော်တို့နှစ်အရှိန်ပြည်သူတွေရဲ့နှလုံးသားတွေခေါင်းထဲတွေအုံနောက်တွေကိုရိုက်သွင်းဖို့မသင့်တော့ပါဘူးကျွန်တော်တို့နိုင်ငံကြီးပျက်စီးသွားပါလေအခုတော့တက်ဖွဲ့တွေအမျိုးမျိုးတက်ရင်းတွေအမျိုးမျိုးပွဲပြားနေတာဖြစ်ပါတယ်ဒါဟာဦးစီးဦးဆောင်လုပ်တဲ့ဗဟိုအဖွဲ့စည်းဆိုတာပေါ်မလာသေးလို့အဲ့တော့ဗဟိုအဖွဲ့စည်းပေါ်လာဖို့အတွက်လိုပါတယ်အဲ့ဒီအတွက်စစ်ကောင်စီနဲ့ပြက်ပြက်သားသားဖြစ်ဖို့လည်း အရန်အရေးကြီးပါတ